နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာလေးရက်စနေနေ့ ရှင်မသက်ခရဝင်ခန်းကြီးနှင့်အငယ်33မှ35ထိုသူတို့သည်တွားကြသည့်နောက်ယောသက်သည်အိမ်မက်ကိုမြင်သည်မှာသာရဖျား၏ကောင်းကင်တမန်သည်ထင်ရှား၍သင်ထလော မေရောနှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်အေဂုတ်တို့ပြည်သို့ပြေး၍တဖန်ငါပြောဆိုသည့်တိုင်အောင်ထိုပြည်၌နေလောဟေရိုမင်းကြီးသည်သူငယ်ကိုတတ်အံ့သောငါရှာလိမ့်မည်ဟုဆိုလေ၏ ထိုအခါယောသက်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုညအချိန်၌ဆောင်းယူပြီးလျှင်အေဂုတ်တို့ပြည်သို့ထွက်သွား၍ဟေရိုမင်းကြီးအနှိမ့်ဆရောက်သည့်တိုင်အောင်ထိုပြည်၌နေလေ၏ဤအကြောင်းအရာကငါသားကိုအေဂုတ်တို့ပြည်မှငါခေါ်ခဲ့ပြီဟုထာရဖျားသည့်ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမီအကြောင်းသည် သင်ထလော့မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျင်အဂုတုပြည်သို့ပြေးလော့ရှမသက်ခရဝင်အခန်းကြီး2အခန်းငယ်33ရွှေပြောင်းနေထိုင်သောကယ်တင်ရှင်ဗြိတိရှအိန္ဒိယအင်ပါယာကြီးပြုတ်ကွဲသည့်1948ခုနှစ်တွင်လူ15သန်းကျော်သည့်ဘာသာရေးအကြောင်းပြ၍ရွှေပြောင်းနေထိုင်ကြသည် မုတ်သုံးရေကြီးရေရှမ်းမှုနဲ့ယောဂကူးဆက်ပြန့်ပွားမှုကြောင့်တိုင်းပြည်တွင်ကတောင်းကနင်းဖြစ်မှုပုံမှုကြီးထွားလာကခလုံးသူတန်းကျော်တည်ကြည်ပျက်စီးခဲ့ရသည်။တမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည်လွတ်လပ်မှု လုံခြုံမှုနှင့် ကောင်းမွန်သောဘဝနေထိုင်မှုတို့ကို ရှာဖွေလျက်တနေရာမှတနေရာသို့ပြောင်းရွှေ့နေထိုင်ကြသည်။ထို့သောရွှေ့ပြောင်းရန် တွန်းအားပေးမှုက လူသားတို့၏အတွေ့အကြုံတွင် အယူဆွဲနေပြီဖြစ်သည်ဟေပြဲလူမျိုးတို့ဂရိတော်မြေသို့ထွက်ခွာခြင်းအကြောင်းသည်ကျမ်းစာမှထင်ရှားသောတာရကတစ်ခု ဖြစ်သည်ရွှေ့ပြောင်းနေထိုင်ခြင်းသည် သခင်ယေရှုအတွက်လည်းအဆန်းမဟုတ်ပါငယ်စဉ်ကလေးဘဝ၌ပင် ဟေရုမင်း၏တပ်ဖြတ်ခြင်းအန္တရာယ်မှလွတ်မြောက်စေရန်သူ၏မိဘများကအေဂုတုပြည်သို့ထွက်ပြေးခဲ့ရသည်ရှေးအခါကမွေးလာသည့်ယောက်ျားလေးများကိုတပ်ဖြတ်ခဲ့သည့် ဘရင်၏လက်မှလွတ်ရန်ဣသရေလလူမျိုးများသည်ဂတိတော်ပြည်သို့ထွက်ခဲ့ရတော်လဲနိုင်လိုမင်းထက်ပြုသော အာနာရှင်လက်မှလွတ်မြောက်ရန်ယောသအာမေတော်နှင့်သူငယ်တော်ယေရှုကိုခေါ်လျက်အေဂုတ်ပြည်သို့ပြေးရန်ကောင်းကင်တမန်မိန့်ကြားခဲ့သည် ထိုခီးစဉ်သည်ငါသားကိုအေဂုတ်ပြည်မှခေါ်ခဲ့ပြီးဟုသည်ဟောရှေအခန်းကြီး၁၁အငယ်၁မှပရောဖက်ပြုချက်ပြည့်စုံစေခြင်းဖြစ်ကြောင်းရှမတ်သေးကဆိုသည် ထို့ပြင်၎င်းသည် လူသားတို့၏အတွေ့အကြုံများကိုခရစ်တော်နားလည်ကြောင်းသတိပေးခြင်းလည်းဖြစ်သည်ကျွန်ုပ်တို့အပေါ်နားလည်မှုရှိပြီးကျွန်ုပ်တို့တွေ့ကြုံခံစားရသောစစ်ကြောခြင်းနှင့်ဒုက္ခဆင်းရဲကို တွေ့ကြုံဘူးသောကယ်တင်ရှင်သည်ကျွန်ုပ်တို့နှင့်အတူ ရှိသည်အခက်အခဲနှင့်ကြုံတွေ့ရသည့်အခိုက်အတန့်တွင် ကိုရောရှင်အားရှဖွေနိုင်ပါသည်ကိုရောသည် ကျွန်ုပ်တို့၏အတန်ကိုနားထောင်၍ကျွန်ုပ်တို့ကိုစား ကြားဝင်ဖြည့်ဆင်းပေးနိုင်ပါသည်ရွှေပြောင်းနေထိုင်ခြင်းနှင့်ဆက်လျင်း၍သင်ကိုယ်တိုင်မိခဲ့သို့ခံစားရသည်နီလွတ်လပ်မှုသို့မဟုတ်လုံခြုံမှုအတွက်ထွက်ပြေးနေကြသူများအတွက် သခင်ယေရှု၏ဘဝဇာတ်ကြောင်းက မြေကဲ့သို့အားပေးမှုဖြစ်စေမိမည်အဖဖျားဘဝလုံခြုံမှုအတွက်ရွှေ့ပြောင်းရန်တွန်းအားပေးခံရသူများအားကွယ်ကာဆောင်လျှောက်တော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။